အားလုံးမင်္ဂလာပါဘာဆလန်အမန်နေကြိုဆိုပါရယ်လာလီဂါ17ပွဲစဉ်မှာတော့ကျွန်တော်တို့ပေါ့နော်အဲအိမ်ခွေးမှာ SCO 31ဆိုတဲ့ရလက်နဲ့အနိုင်ရရှိခဲ့တယ်ဆိုတော့ဒီပွဲစဉ်လေးအကြောင်းကိုကျွန်တော်တို့ပြကြည့်ရအောင်ပေါ့နော်ဆိုတော့ဒီပွဲစဉ်ကကျွန်တော်တို့ရဲ့9တော့9နဲ့ဒါပေမဲ့လည်းကျွန်တော်တို့မှာလိုအပ်ချက်တွေအများကြီးတွေးခဲ့ရတဲ့ပွဲလို့ပြောရမယ်အဓိကတော့ battery မပါတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာလိုအပ်ချက်တွေအများကြီးရှိနေတယ်ပေါ့နော် ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဘာစီလိုနာရဲ့လူစည်းရင်းလေးကျွန်တော်ကြည့်ကြည့်အောင်ဒီကျိုးသမားတော့ Chesney ပါပဲဒီ RBLB မှာတော့ Container Alando Berry ဒီကျွန်တော်တို့အသင်းကောင်းဆောင်ရောနာရာကိုကျွန်တော်တို့ပွဲထွက်လာတဲ့ Eric Garcia နဲ့ပေါ့နော်အဲလူငယ်ကစားသမားပေါ့ကူပါစီတော့တရားရဂိုင်းတို့အနာပေးထားလိုက်တယ်ပေါ့နော်ဆိုတော့ Champion League ပွဲကံဖို့လဲနီးတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်မှရွေးချယ်စရာတော့ဘာမှမရှိပါဘူး Queensland မှာတော့ဆိုတော့ Frankie Dion နဲ့ Casaro ပဲ Mac Casaro ပဲဒီနေ့အဲ Defensive Midfield မှာပွဲထွက်လာတယ်အတက်က Midfield မှာတော့ Farmin Lopez လက်ဝင်ကမှာတော့ Mac Rafford ကစားတယ်။နောက်ပြီး right winger မှာတော့လမရမယ်ကစားပြီးတော့ Ferran Torres ကတိုက်စစ်မြောက်ဦးဆောင်လာတယ်။အဓိကပြောချင်တာကတော့ကျွန်တော်တို့ Frankie De Jong နဲ့ Casado ရဲ့ကွင်းလက်အတွဲ။ဒီအတွဲဟာဒီနေ့မှတော့အရင်မသိတာပဲမြင်မဲ့တကယ်ပွဲကြီးပွဲကောင်းတွေမှာဆိုတကယ်ကိုသိတာလာမယ့်အနေအထားဖြစ်တယ်။ ရှေကီဖြစ်တဲ့ပွဲကိုကျွန်တော်တို့အနေနဲ့စီစီပိုင်ပိုင်ကစားနိုင်ပါတော့ဘက်ထရီမရှိတော့ကျွန်တော်တို့ပွဲတန်ဖို့အတင်းရှာလုံးလို့မရဘူးအဲရှီဆိုတဲ့အတင်းဖြစ်နေတော့ကြောင့်ကျွန်တော်တို့ကန်ကောင်းခဲ့တယ်ကန်ကောင်းခဲ့တယ်ဆိုတာတဲ့ဒီအရင်ကြီးကျွန်တော်တို့ရဲ့အာနာချက်ကိုတိတိတသားကြီးထူ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 အရင်မမြင်ရဘူးလို့ပြောရမှာပါတော့ ပွဲစဉ်9မိနစ်မှာပဲစောစစ်စစ်ပဲကျွန်တော်တို့ဒီပြိုင်ဘက်ရဲ့ဒီအမားနေပြီးတော့နော်ဘောလုံးပွဲအမားနေပြီးလန်ဒိုဘယ်ဒီဖြတ်ယူပြီးတော့ဒီလမိုင်းရမယ်ကိုခင်းပေးလိုက်တဲ့အလွန်လှလှပပပဲလမိုင်းရမယ်ကခန့်အင်ဆက်လုပ်ပြီးတော့ဒီကိုသမားဘာမှမတက်နိုင်ဘူးပေါ့နော်9မိနစ်မှာမကြပါဘူးကျွန်တော်တို့17မိနစ်မှာဖရန်တော့တဲ့သွင်းကိုရရှိရဒီပွဲကူနာအတိုင်းပဲပေါ့နော်ဒီပြိုင်ဘက်နောက်တန်းနေပြီးတော့ဘောလုံးလွတ်သွားတဲ့အနေအထားမှာဖာမန်လိုဘက်ဒီနေ့မှာကျွန်တော်အတွက် မောင်သမားက family လုံးပဲပဲဖြစ်တယ်ပေါ့နော်ဒီနေ့ family လုံးပဲကျွန်တော်တို့အတွက်အရန်ကိုအဖို့တန်တဲ့ကစားသမားလေးဖြစ်တယ် family လုံးပဲနေပြီးတော့ကျွန်တော်တို့ဆွဲသွားပြီးတော့ vendor မှတခြားမှဆွဲသွားပြီးတော့ကျွန်တော်တို့ဒီဘလုံးကတတရာပဲခင်းပေးလိုက်တာ farador ရဲ့အတရာပဲပိတ်သွင်းလိုက်တယ်ပေါ့နော်ဆိုတော့သူစည်းနဲ့တတရာပဲဥဆောင်လိုက်တယ်ဘာမှတော့မသိတာသေးဘူးကျွန်တော်တို့ဟာဒါပေမဲ့တဖြည်းဖြည်းနဲ့ကြိမ်မဲ့ဟာကျွန်တော်တို့ရဲ့ဒီ highlight ကိုထိုးပတ်ဖို့တော့ကြိုးပမ်းစူးစမ်းစူးစမ်းနေတယ်ပထမတော့အလုပ်ဖြစ်တယ်နောက်ပိုင်းတဖြည်းဖြည်းနဲ့တော့ကျွန်တော်တို့ highlight တွေလွတ်လွတ်သွားတယ်ပေါ့နော်52မိနစ်မှာ အဲကျွန်တော်တို့အနေနဲ့ high line လွတ်သွားတဲ့နေရာနေပြီးတော့ပဲကျွန်တော်တို့ဟိုဘက်ကဒီတိုက်စင်မှုကနေပြီးတော့ဂိုးသွင်းသွားပြီပေါ့နော်ဆိုတော့ဒီ goal ကလည်းတကယ် run out တော်တော်ကိုညံ့နေ offset track သူဖမ်းဖို့ပဲသူအာရုံရောက်နေတာလားတော့မသိဘူးပေါ့နော်ဘာမှတော့ကာတေချာတော့ကာကောကွယ်မလုပ်လိုက်ရဘူးဒီလူကတ်ပြီးတော့သူအတက်ကတ်ပြီးတော့ကစားလိုက်ရဆိုတော့ကျွန်တော်မကြိုက်တဲ့ဘာစီလိုနာကစားသမားတွေအနေနဲ့ဘာဖြစ်နေလဲဆိုတော့၃-၄ရောက်တဲ့တယောက်ဆိုရင်လည်းအတင်းလိုက်မလို့ ဒီဘောလုံးပဲကာ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 ပြီးတော့ဒီသူတို့ရဲ့ speed ကိုနည်းသညနည်းအောင်ပေါ့နော်အဲကျွန်တော်တို့တိုက်စစ်လမ်းကြောင်းကိုဒီအချိန် momentum နည်းတော့အောင်သူတို့လုပ်နေတယ်အဲ၃ယောက်နဲ့၁ယောက်တွဲနေတာလဲဝင်းလူပါလားဟုတ်ဘူးလားဒီ၁ယောက်၁ယောက်ဆိုတော့ထားပါတော့ပေါ့နော်ဒီ၁ယောက်ကိုထိန်းလိုက်တဲ့အချိန်မှာနောက်မှဘာမှအဲကျွန်တော်တို့ကိုယ်သမားပဲရှိတဲ့အတွက်ကြောင့်ထားပါတော့နှစ်ယောက်သုံးယောက်လဲဥမာကာဆာဒိုဖရန်ဂီတီယာဟိုဘက်မှာဟူလက်စ်ခွန်တေဒီသုံးယောက်နဲ့ဟိုဘက်ကတိုက်စစ်ဒီဘယ်တော့မှတိုက်စစ်နဲ့တွေ့ရင်လဲ မလူဘူးအတင်းကိုမလူဘောနော်ဆိုတော့ဘာဘာဘာဖြစ်လို့မလူတာလဲလဲနားမလဲဘူးဘောနော်အဲ့ဒါနဲ့ပြိုင်မဲ့ဟာဘောလုံးတွေကိုတတရာပဲကင်ခွင်းရတယ်ဗောသူတို့ live မလူတဲ့အတွက်ကြောင့်အရင် present မပေးတဲ့အတွက်ကြောင့်ဗောနော်ဒီနေ့ဆိုကျွန်တော်တို့စဉ်းစားကြည့်ဗျာတခါဘာတော့မကြုံဘူးကျွန်တော်တို့ဒီ Barcelona ဟာသူ့ရဲ့အိမ်ခွင်းဗောနော်ဒီအဝေးခွင်းမပါဘူးဗောနော်အိမ်ခွင်းမှာဆို2019ကလက်ပါမတ်ကိုတဲ့သူဒီဗောနော်ဒီ position အဲ52%ပေးရတယ်အဲ့နောက်ပိုင်းမှာ Barcelona အိမ်ခွင်းမှာဆိုရင်ပြိုင်မဲ့တွေကို ဒိုမိန်းနဲ့လောက်ထားတာပဲဘာဖြစ်ဖြစ် position ကတော့ကျွန်တော်တို့ gain ထားတာဒီနေ့ဆိုရင်ကျွန်တော်တို့စဉ်စဉ်းစားကြည့်ပြပြိုင်မဲ့ကကျွန်တော်တို့ထက်အဲဒီဘလုံးလက်အသာစီးရရှိခဲ့တယ်51%ကျွန်တော်တို့က49ရာ gain နှုန်းပဲဘလုံး gain နိုင်တယ်ဘာဖြစ်လို့လဲညီကိုတို့ battery ကိုမပါလို့ဒီနေ့ကပက်ဒရီဟာကျွန်တော်တို့ရဲ့ဒီဘာစီလိုနာရဲ့တပွဲတက်မှုအတင်းရှောက်ကိုတကယ်ကိုလောက်တဲ့ကစားသမားဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဖက်ဒရီမပါတော့တိတာတယ်လေဖရန်ကီတီအောင်နဲ့မက်ကာဆာတို့ကဒီ ဒီ fly ပဲမှာတော်တော်ကိုဒီရောက်နေတယ်ပေါ့နော်ပထမပွဲစဉ်5မိနစ်6မိနစ်ဆိုကျွန်တော်တို့ဘလုံးတော့တယ်လို့တော့မရဘူးတပွဲလုံးနှီးပါပါပဲဒီကိုသမအရှိပဲတင်းတင်းပေးနေရတဲ့အနေအထားတွေဖြစ်နေတယ်ဖာမီလိုပွဲကဘာလို့ဒီနေ့အကောင်းဆုံးလဲဆိုတော့ ။ तू อ่ะနောက်ပိုင်း423ကနေထားတယ်423အနေထားထိပါ family lobe ကနောက်တွေပါဆင်းဆင်းပြီးယူပေးနေရတဲ့အနေထားဖြစ်တယ်။အရင်လောအကောင်းလို့သာပဲ तू ဒီနေ့ assistant နှလုံးရတာပေါ့နော်။အဲ့တော့ तू ရေပဲဖြတ်ဖြတ်ပြီးတော့လူတာ။အရင် gap ဖြစ်နေတယ်ပေါ့နော်။ကျွန်တော်တိုက်စိတ်နဲ့ကျွန်တော်တို့ queen line ကအရင်ကကွာဝေးကြီးလုံးနေတယ်။အဲ့ဒီအချိန်မှာဘောလုံးကလည်းရှေ့မရောက်တော့ကြ family lobe နဲ့ဆင်းဆင်းယူရတယ်။အဲ့တော့ second ball တွေမှာကျွန်တော်တို့အနေနဲ့ပြန်ပြန်ပြီးတော့ရပြီးတော့ပဲ เออဥမာဘယ်တွေအလုံးလို့ farming လို့ပဲဒီကျွန်တော်တို့ system လုံးလို့ဒါတွေကကျွန်တော်တို့ second body ကနေပြီးတော့ရရှိတဲ့အလုံးတွေပဲပြိုင်မဲ့ပြိုင်မဲ့ကနေပြီးတော့ဒီမတိမတက်တဲ့အတွက်ကြောင့်ဘလုံးထိမ့်သိမ့်နေအဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ပြိုင်မဲ့အသင်းကြီးနေတာဆိုရင်တော့ဘလို့လုံးမလဲပေါ့နော်ဒီဟာမှာဘလို့မအောင် dominate လုံးမတားနိုင်ဘူးဒီလိုမျိုးအသင်းမျိုးကွာဒီမှာအဲ့ဒီလိုအသင်းမျိုးဘာမှဟိုဘလုံးတော့ဖိဖိစီစီကိုင်မထားနိုင်ဘူးဆိုတော့အဲ့လိုမျိုးနိုင်ရဲ့နိုင်တယ်ပေါ့နော်ဘလုံးအောင်မကြိုက်ဘူးပေါ့နော်ကစားကွက်ဘူး ။ဟိုဘက်ကပထမပိုင်းမှာတပိုင်းတော့ one shot ပဲ one shot one go ပဲ။အဲ့ဒါလည်းစိတ်ညစ်စရာပဲတကယ်မှနောက်တန်းဒုတိယပိုင်းမှာကျွန်တော်တို့ဒီမက်ကဆာတို့ကနေပြီးတော့ဒီလုံးရတော့တကယ်ကောင်းတယ်မက်ကဆာတို့တင်ပေးတဲ့အလုံးကလည်းဖာမင်လုဘက်ကအချီကိုတက်ပြီးတော့ဒီညာတောင်မှာတက်ပြီးတော့ခင်းပစ်လိုက်တဲ့ကြာဖာမင်လုဘက်ကလည်းတတရာပဲမက်ကရက်ဖိုးရှိကိုတိုက်ရိုက်ကြီးအဲ့လုံးကလည်းဝေးပါတယ်တော်တော်လေး။မကရဖိုအနေနဲ့လည်းပထမတည်းကဂိုးရဖို့ရုံးကန်နေရတဲ့အနေအထားတွေမှာမကရဖိုကဒီစပစ်တွေအများကြီးရတယ်ဒီနေ့မှာ သူတကယ်သာအစတုန်းကရှည်စွမ်းမျိုးအနေသားဆိုရင်သူက dribbling မှာတော်တော်ကိုအဆင်ပြေဖြစ်နေတောင်းတောင်းဖြစ်နေပြီးတော့တော်တော်ကိုအဆင်ပြေဖြစ်နေတယ်ဗောနမဂရဖိုဒီတက်ပူတိုးလက်လာရင်တော့သူဂိုးတွေပိုးလဲရနိုင်တယ် assistant တွေလည်းအများကြီးပိုးရနိုင်တယ်လို့ယုံကြည်တယ်ဗောနော်ဆိုတော့သူက final third zone နဲ့ရောက်ပြီဆိုရင်သူလိန်ခောက်လိုက်တဲ့ဟာတွေကအချိန်နဲ့လိန်ခောက်တယ်ဒါတွေကလည်းအလုံးမဖြစ်ခဲ့ဘူးဗောနော်ဒီလုံးမှာကျွန်တော်တို့မဝင်လာဘူးတော်တော်တင်တာပဲရှိရည်ကြီးနဲ့လေဒါအပြောက်ကြီးပဲကန်ချလိုက်တာ ဖာမီလိုပဲပေါ့နော်ဖာမီလိုပဲအကောင်းဆုံးပဲဒီနေ့မှာတော့ကွင်းလဲကိုသူဖြည့်တင်းပြလောက်တာမာကာဆာရိုနာဖရန်ကီတီယန်ရဲ့အတွေ့အနောက်ပိုင်းနေပွဲကြီးပွဲကောင်းနေမှာဆိုဥမာအသက်လက်တို့ကျွန်တော်တို့ချဲစီတို့လို့ဆိုမလွယ်ဘူးညီကိုတို့နော်ပက်ဒရီလိုကစားသမားမှာပါတယ်အရင်တည်တာရပြဒီနေ့ဒီလိုအသင်းမျိုးတော်မှာဘောလုံးပိုင်ဆိုင်မှုတော်မှာကျွန်တော်တို့ဒီ49ရာခိုင်နှုန်းမှာရတယ်ဆိုတော့စဉ်းစားတာကြည့်ရောဘောလုံးက present ပေးပြီးတော့အတင်းလိုက်လူပုံနေနေတာဒါဘာဆိုနာကစားသမားတွေ2ယောက်1ယောက်3ယောက်1ယောက်တို့နေတာမှာကြည်နေတာ သူတို့ရဲ့ timing ကိုအောက်သွားအောင်မှသူတို့လုပ်နေတဲ့အနေအထားဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်ပမ်မက်တွေလည်းတော်တော်ဘောလုံးတော်တော်ရာကိုင်းနေတဲ့အနေအထားတွေတွေ့ရတယ်ကိုကတော့3-1ပေါ့နော်ကိုပြတ်တယ်လို့ပဲထားပါတော့ဒါပေမဲ့ဆော့သွားတဲ့အနေအထားမှာပွင့်လဲလူအချက်ကတော့တော်တော်ကိုကြီးမားတယ်ပေါ့နောက်ပိုင်းနေမှာတော့ဒီဟာတွေကိုတော်တော်ပြင်နိုင်မယ်လို့ယူဆရပေါ့နော်ဆိုတော့ Rafinha ပြန်လာရင်တော့ဘာဖြစ်ဖြစ်တော့တချို့နေရာတွေမှာတော့သူ ပါတီပြေးသွားမယ်လို့ထင်တယ်ပေါ့ဆိုတော့ဒီလောက်ပါပဲညီကတို့ညီကတို့ဘလို့ထင်လဲပေါ့နော်ဘာစလိုတာနိုင်တာနိုင်သွားတာကျွန်တော်ကတော့တော်တော်စိတ်တမ်းမကြဘူးဒီဒီလိုမျိုးအသင်းမျိုးတောင်ဒီလိုဒီလိုအသေးအကန်ကန်းနေရတာဆိုတော့ဆိုတော့ဒီလောက်ပါပဲညီကတို့နော်ဆိုတော့ YouTube channel လို့ subscribe လုပ်ကြပါအောင်ကျွန်တော်ရဲ့ညီကိုရဲ့အမြင်လေးကို comment မှာဝင်ရောက်မှတ်ချက်ပေးသွားကြပါအောင်ခင်ဗျာ